ဲ့ဆိုတာပြောတာပေါ့မိစလေးကတော့ကျန်တဲ့ line တွေတော့ရှိတယ်ဒါပေမဲ့မိစလေးဆိုတာများသောအားဖြင့်တော့ညှို့တာဆက်ရဆက်ရေးတဲ့မိစလေးဆိုတာရှားတယ်အားလုံးပဲမင်္ဂလာပါရှင် social space entertainment ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ညီမကတော့စဉ်စဉ်တက်ဆက်သူတွန်းထက်ဖြစ်ပါရရှင်ညီမခုရောက်ရှိနေတဲ့ပကြီးပြာကန်းလေးကတော့အမတ်63 63စိတ်ကန်းတာအောက်ဘလောက်ကလတ်စာပကြီးပြာကန်းပဲဖြစ်ပါရရှင်ဒီပြာကန်းလေးမှာဆိုလို့ရှိရင်တော့ artist ငယ်ရဲ့ grace in line ဆိုတဲ့ title လေးကိုပြသနေတာပဲဖြစ်ပါရဲ့ရှင်။ artist ငယ်ဟာဆိုလို့ရှိရင်တော့ sector artist တူဖြစ်ပြီးတော့သူမရဲ့ဖခင် artist အောင်မြင့်ရဲ့ပကြီးသွေးပါသူပြပြပေါ့နော်။ဒီပကြီးကားတွေကိုဖန်တီးရတာသဘောကျတဲ့သူလည်းဖြစ်ပါရဲ့ပေါ့နော်။ဒီပကြီးကားတွေကိုဖန်တီးတဲ့ အမှုပညာအလုပ်ကိုပေါ့နော်ငငယ်လေးတဲ့ကမိခင်ဖြစ်သူကတားမြစ်ထားပေမဲ့လည်းပေါ့နော်ဒီကင်းဘတ်ပေါ်မှာပကြီးရေးဆွဲတဲ့အမှုပညာကိုသူမရရအောင်ဖန်တီးခဲ့ပါတယ်ပေါ့နော်အခုတစ်ခါမှာတော့အမျိုးသမီး series ဖြစ်တဲ့ပေါ့နော်ဒီကင်းဘတ်ပေါ်မှာ line လေးတွေနဲ့ဆွဲတဲ့ဒီပကြီးကားတွေကိုပေါ့နော်အခုတစ်ခါမှာတော့ချပြခွင့်ရခဲ့ပါပြီပေါ့နော်ဓမ္မနဲ့အတူတူပေါ့နော်ဆီယမ်မရဲ့အမှုပညာလက်ရာမြောက်ပကြီးကားတွေကိုလိုက်ပြီးတော့ကြည့်လိုက်ရအောင်ရှင် ဲ့ generation အနေနဲ့ပေါ့နော်ဒီလိုအမှုပညာတွေဖန်တီးတဲ့အပေါ်မှာဆရာအနေနဲ့ဘယ်လို comment ပေးချင်လဲဆရာသူကသူဖြစ်သွားကျွန်တော်ဘာမှမဆိုင်သူပါမဲ့သူပဲအားရဘာလို့လဲဗျကျွန်တော်ရေးဆိုရင်ရေးလို့ရမှာပေါ့သူဝါဒနာပါလို့လာရေးလို့ရတယ်ဟုတ်ကဲ့ဆရာမငယ်ကလေအကုံမှအာတခြားဆရာရဲ့တခြားအားသား generation တွေနဲ့မတူပဲမငယ်ကပကြီးဆွဲတာကိုဝါသနာပါတယ်ပကြီးဆွဲတဲ့အပေါ်မှာလဲဆရာဒီလိုမျိုး line ကိုအပြုတ်ပြီးတော့ ဆွဲတဲ့အပေါ်မှာမငယ်ရဲ့ပကြီကားတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်ကလေးပြောပြလို့ရမလားဆရာအဲ့ဒါကကျွန်တော်ကသဘောကျတယ်ကျွန်တော်ကသဘောကျဆိုတော့ကျွန်တော်ကကြမ်းတယ်ကျွန်တော်ကကျုပ်ကျုပ်ဒူးတဲ့တဲ့ရဲ့သူကလမ်းရဲ့အဲ့ဒါကွာ မငရဲ့ line လေးတွေနှုတ်တဲ့အပေါ်မှာဆရာလည်း line တွေကိုဆွဲတယ်ပေါ့နော်ဆရာလည်းမာတန်ရဲ့ chain line ပကြီကားတွေဆွဲတာပဲမငရကလည်းဒီ line ကိုဆွဲတာပဲဆိုတဲ့အချိန်မှာဆရာရဲ့ line နဲ့မငရဲ့ line နဲ့မတူတဲ့ပုံစံဘယ်လိုမျိုးရှိလဲဆရာ။ဟုတ်မယ်လား။ဒါတည်းဆိုနှုတ်တာပေါ့။အဲကြောင့်ဆိုကြံ့နေပေါ့။ရင်းတော့နှုတ်တာပဲ။ကြည့်လာတော့ကြမ်းရဲတနာဖြစ်လာတော့။ဒါတော့ကွာပဲ။အဲဒီကလေးရောအဲဒီကလေးဆိုတော့ပြော့တာပေါ့။ဒီကလေးကတော့ ကျန်တဲ့လိုင်းတွေရှိရဒါပေမဲ့မိခဲဆိုတာများသောအားဖြင့်တော့ညှို့တာဆက်ရရရဲ့မိခဲဆိုတာရှားတယ်တုတ်တယ်တော်တယ်လို့အစမဒီပကြီကားလေးဆွဲတဲ့အချိန်မှာပေါ့နော်အစမဒီဘလို့ idea လေးနဲ့အဲ့လိုဆွဲခဲ့ရတာလဲပေါ့နော်ဒီငငယ်ကလေမိန်ကလေးရဲ့ကိုဟန်ရှိုးစားပေါ့မြန်မာမိန်ကလေးတွေရဲ့ဝစားဆင်ပေါ့အဲ့ဒီဟာလေးတော့ငငယ်လေးကငငယ်ကအရန်ကြိုက်တယ်ပိုကိုရန်လေးဟိုမမဝစားနဲ့ ချို့ကိုကြိုက်တာပေါ့နော်ကြိုက်တော့အဲ့ဒါလေးတွေကိုကဆွဲကျင်နေတာပေါ့နော်ဟိုဒါပေမဲ့မဆွဲဖြစ်ခဲ့ဘူးပေါ့နော်အဲဂုဏပိုင်းမှာဒီကဲတစ်နှစ်လောက်ကမှစပြီးတော့နည်းနည်းစမ်းပြီးဆွဲဖြစ်တာပါဟုတ်ဆင်မဒီကမ်းပတ်ပေါ်မှာပေါ့ဒီလို line လေးတွေဆွဲရတဲ့အချိန်မှာဆင်မဘယ်လောက်ထိအာရုံစိုက်ရပြီးတော့ပေါ့နော်ဆင်မဒီ line တွေဆွဲရနေတာဘယ်လောက်ထိအခက်ခဲတွေရှိခဲ့လဲပေါ့ဘာလဲဆိုတော့ဒီစုတ်တန်လေးနဲ့ဆွဲရတာဆိုတဲ့ခါကျတော့စိတ်လွတ်သွားလို့မရဘူးစိတ်နည်းနည်းလေးပြတ်သွားတာနဲ့အကုန်လုံးကဒေးတွေ ထက်ကုန်တာပေါ့နော်ထက်ကုန်လို့အစဆွဲတဲ့ခါတွေမှာတော့ဟိုပြတ်သွားတာပေါ့ဒီဘက်ကကားနေဆိုရင်သူစဆွဲတဲ့အချိန်မှာဆိုရင်ဒီလိုအကော့တွေပါရမလုံနိုင်ဘူးမလုံနိုင်ပြီးတော့တူတူဒီလိုတူတူအဲ့ဒီအဲ့လိုကြောင့်လည်းပြတ်သွားတဲ့သဘောပေါ့နော်ရက်လိုက်တာပေါ့ရက်လိုက်တဲ့ဟာမှာကွာနောက်ပြီးတော့ဒီရက်လိုက်တဲ့ဟာမနှဲ့နေဘူး main clip ဆိုတာနှဲ့နှဲ့နောင်နောင်မျိုးဖြစ်အောင်လို့ဆိုပေါ့ဒါရုံငယ်အရင်ဆုံး water color paper မှာအဲ့ဆောက်နေ ွဲတာပေါ့ဆုံးနဲ့ဆွဲ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 ပြီးဆိုင်းရင်းထဲမှာနောက်ပိုင်းကျတော့ဒီလိုအချိုးလေးကြိုက်လိုက်တော့ကင်မတ်ပေါ်မှာဆွဲကြပါဆိုပြီးတော့လည်းအားလုံးကအကြံပေးပဲပေါ့နော်အဲ့ဒါနဲ့ငငယ်လေးဆွဲရင်းနဲ့ဖြစ်သွားတာပေါ့နော်ဟိုကိုယ့်ရဲ့စိတ်ကူးကအဲ့လိုမျိုးလေးဖြစ်ချင်တော့လည်းနက်နက်နာနာဟိုကိုယ်ကလည်းလောက်လိုက်မိတာပေါ့နော်ဟိုစိတ်ငြိမ်တာပေါ့တမီးရဲ့ဒါလေးကဟုတ်ကဲ့ဆရာဒီပေါ့နည်းဒီကင်မတ်ပေါ်မှာလေဒီလိုမျိုးအမျိုးသမီးဟန်လေးတွေပဲဆွဲမယ်လို့ဆရာမဘယ်အချိန်ကအဲ့လိုစိတ်ကူးမိပြီးတော့ idea ပဲအချိန်ကရလိုက်တယ် 2020လောက်မှာ2020လောက်မှာငင်ရအဲငင်ရရင်ကတော့ကနုတ်တင်းနဲ့လိုပန်းနေပါလေဆွဲတာပေါ့နော်အဲ့ဒါလေးကကြတော့အကြီးကားပေါ်မှာမဟုတ်ဘူးပေါ့အဲ့လိုအစားတွေပေါ်မှာဆွဲတယ်ကိုယ့်ရဲ့အုပ်ရဲ့အစားတွေပေါ်မှာဆွဲတယ်နောက်ပိုင်းမှာဟိုပုံဝါလေးမှာကချုံပဝါလေးမှာအမျိုးသမီးပုံလေးတွေနဲ့တန်းပုံလေးတွေဆွဲရင်းရတယ်ပြီးတော့ဟိုအပေးရဲ့အားပေးမှုပေါ့အပေးကလည်းအကြီးအနေနဲ့ဆွဲစီခြင်းနဲ့ဆွဲစီခြင်းတဲ့ခါကျတော့ ဘာတက်ခါတာတိတ်တော်မှာစုံနဲ့စမ်းပြီးဆွဲတယ်စုံနဲ့စမ်းဆွဲပြီးတဲ့အခါမှာအစင်ပြေလာတော့မှကမ်ဘတ်ပေါ်မှာတင်မှာဆိုတော့မမေရဲ့ဟိုတားမြစ်ထားတဲ့ဆက်နဲ့မဆွဲရဲဘူးပေါ့နော်ဒါပေမဲ့အဲ့လည်းတသိန်းလေးတွေအရင်ဆုံးစမ်းဆွဲပြီးတော့မှဒီပေါ်မှာကိုကဆွဲချလိုက်တာပေါ့နော်ဟုတ်ကဲ့ပါအစင်မဖြည်းဖြည်းလေးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါ